ဇွန်လ13ရက်နေ့မှာကြည့်ရှုရမယ့်မြန်မာဖိုက်တာတွေရဲ့ပွဲစဉ်များမင်္ဂလာပါပရိသတ်ကြီး One Friday Fight 76ပြိုင်ပွဲတော့ကမြန်မာဖိုက်တာ9ယောက်ထိ One Championship ကပွဲထုတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့အခုမှဆိုရင်မြန်မာဖိုက်တာ3ယောက်ထိ One Championship ကတပြိုင်တည်းပွဲထုတ်လို့လာနေပါတယ်ဒီပွဲတွေကဆိုရင်ဒုတိယမြောက်မြန်မာဖိုက်တာတွေကိုအရေးအတွက်အများဆုံးပွဲထုတ်တဲ့ပြိုင်ပွဲလို့တောင်ဆိုနိုင်ပါတယ်တွေ့ဆိုင်နေနေကတော့ လောလောကူကူမဟုတ်ပါဘူးမိုးထက်အောင်ကဆော်ရက်ကိုအနိုင်ယူထားတဲ့ခွန်ဖုံနိုင်နဲ့ထုတ်ရမှာပါခွန်ဖုံနိုင်က one friday fight ဆင်းမြင်းထက်မှာခုနှစ်ပွဲထိုးထားပြီးတော့ငါးပွဲနိုင်နှစ်ပွဲရှုံးရလတ်ကိုရရှိထားပြီးသုံးချိန်ဘောနပ်ဆုစုကူထားတဲ့သူတစ်ယောက်ပါသူကတော့ဆွန်ရဲနဲ့ပွဲတော့ကဆွန်ရဲရဲ့ဒေါ်လာ3သိန်းနဲ့အိမ်မက်ကိုမှတ်ကြောက်တင်ပေးဖို့ဆောင်မွေးစစ်စစ်ပေးခဲ့ရတဲ့သူပါဒီပွဲမှာသူ့ရဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်စီကိုရှောက်လန်းနေတဲ့ ခရီးကိုတော့မိုးထက်အောင်ကကြားပြက်ဆောင်မွေးဝက်ပြန်လဲစစ်စစ်ပြီးမှလည်းဖြစ်ပါတယ်။သွေးလင်းထက်ကတော့ Face Iran 1နဲ့ထိုးရမှာပါ Face Iran 1ကတော့ Time Fighter တယောက်လည်းဖြစ်ပါတယ်။သွေးလင်းထက်က2025ခုနှစ်အတွင်းမှာဆိုရင်နိုင်ပွဲဆက်ထားတဲ့တအုပ်ရတော်မြန်မာ Fighter တယောက်ပါ။သူရဲ့ပြန်ဘက် face iron ကတော့လက်ရှိ one championship မှာ၃ပွဲထိုးထားပြီးတော့ရှုံးပွဲမရှိသေးပါဘူးအသက်ကတော့28နှစ်ဖြစ်ပြီးတော့အရွယ်ကောင်အချိန်လိုတောင်ပြောလို့ရပါတယ် ွဲစဉ်နှစ်ပွဲလုံးကိုအလဲထုံးနဲ့အနိုင်ရရှိထားတယ်သူပါအရက်ကတော့၅ပြီ၅လက်မှပဲရှိပြီးတော့အသွေးလင်းထက်ကတော့၅ပြီ၆လက်မှရှိပါတယ်ခွာခြားချက်အနေနဲ့ကတော့အရင်ကြီးမရှိပါဘူးသွေးလင်းထက်ကတော့အသက်22နှစ်ရှိပြီးတော့ one championship record မှာ၃ပွဲနိုင်တပွဲရှုံးရလက်ကိုရရှိထားပါတယ်ဒီပွဲဒီမှာဆိုလို့ရှိရင်တော့ Asian Fighter တွေနဲ့စတိုက်အပြိုင်ကျဲခဲ့ရတဲ့သွေးလင်းထက်အနေနဲ့ကလင်ဒါကြတော့မပြောင်းလဲသေးပါဘူး။ဒီတစ်ခါလဲ Asian Thai Fighter နဲ့ပါပဲ ST Fighter 3အောင်စလုံးအားဆိုရင်တော့ဇွန်လ13ရက်နေ့လာမယ့်တောက်ကြနေ့ညပိုင်းမှာကျင်းပမယ့် One Friday Fight 12ပြိုင်ပွဲမှာပါဝင်လာမှာပါပြိတ္တကြီးလည်းမြန်မာ Fighter အားလုံးအတွက်အားပေးစကားလေးတွေပြောကြားပေးခဲ့ကြပါဦးအဆုံးထိဆောင်မြောက်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်